မင်းရင်ကုန်မွေတပြားမှမပေးပဲအနာမအမြင်စောင့်ရှောက်ပေးတဲ့ဒူမဖြစ်သူကိုတိမ့်တောင်းကျော်အိမ်လက်ဆောင်ပေးခဲ့တဲ့ထက်ထက်မို့အိမ်တော်ကြီးကလည်းမကောင်းတယ်လို့တာသမီကလည်းမကောင်းတဲ့မင်းသမီးကြီးထက်ထက်မို့ဟာဒူမရဲ့ချွေးနှဲစာအမွေကိုပေးရဖို့အတွက်ဒူမဖြစ်သူကိုရွေးချယ်လိုက်ပြီလို့ဆိုရမှာပဲဖြစ်ပါတယ် အိမ်တော်ဆက်နှစ်ခုမှရရှိခဲ့တဲ့သူမရဲ့တူဒီတော်တမီလီစလုံးတွေထက်ကိုတော့အမွေနဲ့ပတ်သက်ပြီးလုံးဝထည့်သွင်းစဉ်းစားထားခြင်းမရှိပေမယ့်သူမအတွက်အမြဲတမ်းအားကိုးခဲ့ရတဲ့သူမဖြစ်သူကိုတော့တိန်တောင်ချီတန်တဲ့စာရင်ကြီးကိုလက်ဆောင်ဖြစ်ပေးခဲ့တာပဲဖြစ်ပါတယ်။စလုံးတွေထက်ဟာအမှန်တကယ်မှလည်းမိခင်ဖြစ်သူအနာမှာဘယ်တော့မှမရှိပေးခဲ့ပါဘူး။မီဒီယာတွေအပေါ်မှာသာချစ်ပြခဲ့ပေမယ့်တကယ်လက်တွေ့မှာတော့ဝေးကွာတဲ့ဆက်ဆံရေးရှိခဲ့ကြတာဖြစ်ပါတယ်။ မကြမ်းမရတဲ့အချိန်မှာလည်းအာမကိုရတယ်လို့ထက်ထမုံပေါ်မှာလည်းတွေ့တာမှုမရှိခင်တဲ့အတွက်ထက်ထမုံကအခုလိုဆုံးဖြတ်လိုက်ရတာဖြစ်မယ်လို့လူများကထင်ကြေးပေးနေကြတာဖြစ်ပါတယ်။ပရိသတ်များစုကလည်းထက်ထမုံရဲ့လောက်ရက်ကိုမှန်ကန်ကြောင်းထောက်ခံနေကြတဲ့အတွက်တမိကိုကြော်ပြီးဒူမကိုအမွေပေးခဲ့တဲ့ထက်ထမုံပုံပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာဝေမျှပေးခဲ့ကြပါအောင်ရှင်။